ကျွန်တော်တို့ Chelsea တင် Enzo Maresca ကိုဘယ်လိုထုတ်ပယ်လို့ရနိုင်မလဲမင်္ဂလာပါကိုခိုင်းစ်တာဖုတ်ဘောရှုနဲ့ Chelsea TV ကနေအပြောင်းအကျဉ်တော်များအားလုံးကိုကြိုဆိုပါရစေ။ Chelsea တင်တာဝန်ရှိရသူတွေကတော့ Enzo Maresca ကိုထုတ်ပယ်ရေးမထုတ်ပယ်ရေးတွေးလားမတွေးလားတော့မသိဘူး။ဒါပေမဲ့ကျွန်တော်ကတော့ကြိုပြီးတော့စဉ်းစားနေပြီ။ကတုံးကိုဘယ်လိုနီးလန်းနဲ့ထုတ်ပယ်နိုင်မလဲ။ရော်ဂျီဘယ်လောက်ပေးရမလဲစသဖြင့်ပေါ့လေ။နီးပြတရားကိုအချိန်ပေးရမယ်ဆိုတော့ကျွန်တော်နားလေလက်ခံပါရစေ။အောင်မြင်မှု ရဖို့အတွက်ဆိုရင်အနှစ်နှစ်ကနေ3 4 5နှစ်စသဖြင့်အချိန်ပေးရမှာပါဒါပေမဲ့ဟိုဘောင်နဲ့ဂျင်းနဲ့စီးနဲ့ကနားနဲ့တော့ရှိတယ်ပေါ့ဗျာရတယ်မင်းကအချိန်ပေးမယ်ဖြစ်ချင်တာဖြစ်ဆိုပြီးလွတ်ပေးထားလို့တော့မရဘူးပေါ့ချက်စီးဆိုတဲ့အသင်းယူကင်တွယ်နေပြီးတော့ကလေးကလားတတရက်တီမှုမျိုးအစင်တန်းမျိုးဆိုရင်ဘယ်ချက်စီးပြိဿမှနားလေလက်ခံမှာမဟုတ်ဘူးဗျအခုအန်ဒိုမာရက်စကာရဲ့ဖြစ်တည်မှုကအဲ့လိုဘောင်စီကနာအလုံးကြော်လွန်သွားတဲ့ဖြစ်တည်မှုကြီးဖြစ်သွားပြီလေပြိဿတွေအလုံးလဲမာရက်စကာကို ကြိုက်တယ်ဆိုပြီးဒီချိန်မှာဘသူမှပြောမှာမဟုတ်တော့ဘူးအဲ့မာရက်စကာဒီလက်စတာစီးတီးလိုအသင်းမျိုးကိုင်တွယ်ပြီးတော့ချဲစီကိုဥဆောင်ရတာမလွယ်ပါဘူးမလွယ်ပေမဲ့လည်းစ조사မယ်ဆိုရင်ကိုကိုယုံကြည်မှုရှိရှိနဲ့ ရှစ်ဆက်ဖြတ်တမ်းမဲ့ဆိုရင်အပေါင်းသဘောဆောင်တဲ့အခြေအနေတွေအများကြီးဖြစ်လာနိုင်တယ်။တိုးတော့သူကိုယ်တိုင်ကယုံကြည်မှုပိုင်းအားနေတယ်။အန်ဒူမာရက်စ်ကမှဘာကောင်းခွက်ရှိလဲဆိုရင်တော့စကားပြောကောင်းတယ်။ဂျန်နာတွေကတော့ဘာပြောရမလဲမသိဘူးပေါ့နော်။ဗျူအာပိုင်းကတော့ကျွန်တော်မစွတ်ဖက်လို့ပါဘူး။ professional နီးပြားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကဟိုအားလို့တယ်ဒီအားလို့တယ်ပြောရင်ရှောက်ပြောနေတယ်လို့ပဲဖြစ်မှာပေါ့နော်။တိုးတော့သူ့ရဲ့ကိုယ့်ကိုယုံကြည်မှုအားနေတဲ့စိတ်ဓာတ်ကအတိုင်းသားမြင်နေရတယ်။နီးပြားတယောက်ကကိုယ့်ကိုယုံကြည်မှုအားနေပါ යි ဆိုမှ player တွေကိုယုံကြည်မှုပိုင်းစရာဘယ်လိုမြင့်တင်ပေးတော်မလဲ။ရှေ့လျှောက်ဒီထက်ပိုပြီးတော့ကစားသမားကောင်းတွေများလာဖို့ရှိတယ်။ Canary Base တို့ Astafo William တို့နောက်တဲ့ Lian Dilab တို့ Victor Yogesh တို့လာရင်ဘယ်လိုလုပ်ဒီနည်းပြောင်ကျွန်တော်တို့ဘယ်လိုယုံကြည်မတော့အခုရှင်းရတဲ့ player တွေတော့မှကောင်းတဲ့ player ကိုပို့ကောင်းအောင်မလုပ်နိုင်အောင်ကောင်းတဲ့ player ကိုတင့်အောင်တင့်တဲ့ player ကိုညံ့အောင်ညံ့တဲ့ player ကိုတုံးစားလို့မရအောင်လုပ်နေတာပဲဒါတွေကအချိန်ပေးဖို့မတင်ဘူးဆိုတော့စံချိန်စံနှုန်းတွေဖြစ်ပါတယ်နောက်ပေါ်လုံးရာသီမှာသူ့အချိန်ထပ်ပေးလိုက်လို့ဒီတိုင်းပဲကိုယ်ကိုယုံကြည်မှုမရှိတဲ့ပုံစံနဲ့ကစားသမားတွေကကြောင်ပြောက်နေမယ်ဆိုရင် တနည်းပြီးတနည်းချယ်စီရဲ့စိုးသွားဖို့ပဲရှိတယ်။ long term လို့ရည်ရထားပေမဲ့အဲ့ဒီ long term မရောက်သေးခင်အချိန်မှတင်ချယ်စီကဆုံးဆုံးမြုပ်သွားမှာစုပ်ပြတ်တက်သွားမှာဆိုတော့ကျွန်တော်ကတော့တိတ်ထွေးထူးထူးတွေးမနေချင်တော့ဘူးဒီနည်းပြကိုထုတ်ပယ်ဖို့အတွက်ချယ်စီအဓိကလှုံ့ဆော်ရပါလိမ့်မယ်။နောက်နှစ်ပေါ်လို့ရသည်မှာဒီလိုနည်းပြတွေပဲဆက်ခံမယ်ဆိုရင်အဲ့လောက်ထိဟိုကျွန်တော်တို့တိတ်ပြီးတော့ဗျာခံစားမနေချင်တော့ဘူးပြောမှသာပြောတာပါဗျာပြီးရင်လည်းဒီအသင်းနဲ့ပတ်သက်ရင်ယူတာပါပဲကိုရီးယား ဟိုပြောချင်တာကလေအခုနောက်ပိုင်း project manager ဆိုတဲ့ခေါင်းစဉ်အောက်မှာအဲ့လိုလူငယ်နီးပြတွေအရေးသွေးရှိတဲ့နီးပြတွေကိုခေါ်လာတယ်။အကောင့်နဲ့ဆိုတာကျွန်တော်လက်ခံတယ်။ဒါပေမဲ့ဘယ်ဟာမှအစွန်းမရောက်ဘူးလို့လို့တယ်။အဲ့လိုလူငယ်နီးပြတွေနီးပြပိုင်းကျွမ်းကျင်ပိုင်နိုင်တဲ့နီးပြတွေတိုင်းအောင်မြင်တယ်ဆိုတာကလည်းမဟုတ်ပြန်ဘူးဗျ။ဘလုံးရဲ့နက်နဲမှုကအရင်ကြီးတယ်။အမှုပညာစမ်းတယ်။အိမ်သမီးလေးတခုကျွန်တော်ပြောပြခြင်းတယ်။တခိတခါတော့က Real Madrid ရဲ့တမိုင်းမှာအောင်မြင်အခမ်းအနားဆုံးဖြစ်ခဲ့တဲ့ Devos ကိုတိတဲ့ညီကိုတွေတိလိုက်မယ်။ Devos က Madrid ရဲ့ လုံးဝ DNA စစ်စစ်ကစားသမားဘဝမှာရောနီးပြဘဝမှာရောမက်ဒရစ်ကိုပဲကိုသားပြုခဲ့တဲ့သူဗျရီယယ်မက်ဒရစ်လူငယ်အသင်းတွေနော်ရီယယ်မက်ဒရစ်ကက်စတီလာစတဲ့ဟိုတတန်းလိုက်အသင်းတွေကနေတဆင့်မက်ဒရစ်အသင်းကိုရောက်ဖို့သူ15နှစ်လောက်အချိန်ယူခဲ့ရတယ်မက်ဒရစ်အသင်းကိုရောက်တဲ့အခါမှာလေဒီ1996ကနေ2003ခုနှစ်လောက်ထိအဓိကဖလားတွေကြီးပဲယူပေးခဲ့တာချန်ပီယံလိနှစ်ကြိမ်ရတယ်လာလီဂါနှစ်ကြိမ်ရတယ် ဲ့လိုနီးပြားကို PRS ကသူ့ရဲ့ရွေးချက်နဲ့တူဇာဥတတံမတိုးဗျာပြောရင်ထုတ်ပလိုက်တယ်ဗျာဘာကြောင့်လဲဒီဘက်ကြီးကအသက်ကြီးနေပြီဟို old school ဖြစ်နေပြီငါတို့ရဲ့ကလတီကိုစီမံကိန်းမှာဟိုမအောင်မြင်နိုင်တော့ယုံကြည်မှုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ အဲ့ဒီအချိန်မှာ Florentino Pires က Carlos Guio ဆိုတဲ့လူငယ်လက်ဆောင်ထက်နီးပြလေးကိုခေါ်ခဲ့တယ်။အဲ့ချိန်ကာလတုန်းကတော့လူငယ်နီးပြပေါ့ဗျာ United ရဲ့လက်ထောက်နီးပြပေါ့။ Salas ရဲ့တပည့်အရင်။တကယ်လဲကျွတ်ခဲ့တယ်။သို့တော်လည်းထင်သလိုဖြစ်မလာခဲ့ဘူး။အဲ့တရာဒီမှာ Carlos Guio ကင်တွေတယ်။ဘာဖလားမှမရပဲထုတ်ပယ်ခံလိုက်ရတယ်။အဲ့တော့ပြောချင်တာကျွန်တော်အခုချိန်မှာဟိုလူငယ်နီးပြတွေရှိပေမဲ့အသင်းရဲ့အရှိန်နဲ့လဲစိုင်းနေဗျ။အသင်းရဲ့ဘယ်လိုပြောမလဲ အရှိန်ရောပါတယ်သူတို့ရဲ့ policy လည်းပါတယ်အာစနယ်နဲ့သွားပြီးခိုင်းနိုင်လို့မရအာစနယ်ကကြတော့သူတို့ policy ကပုံတံတမျိုးအချိန်ပေးမယ်စူပလာမီကလည်းပြဿနာမရှိဘူးဆိုတော့ style arteta ကိုအချိန်ပေးခဲ့တာ arteta ကလည်း enzo morris ကနဲ့မတူဘူးဗျာဟိုတကယ်ပိုက်ပိုက်နိုင်နိုင်လုံနိုင်တယ်ကစားသမားတွေကိုဖိအားကင်းကင်းစွမ်းဆောင်ပေးနိုင်တယ် morris ကကြတော့ chelsea လို့အသင်းမျိုးလာခိုင်းရတယ်ငကိုကလေးကအောင်မြင်မှုမရရင်အာသာမပြေတဲ့ပြိတ္တတွေနဲ့ဒီအသင်းမှရှင်းနေရလဲ long term ကိုစီမံပြီးလက်ရှိ ပစ္စုပ္ပန်အခြေအနေမှာဘာမှန်းသေချာမသိတော့တဲ့ပုံစံဖြစ်အောင်ကိုလှုပ်ထားတဲ့အခြေအနေမျိုးတွေနဲ့ချဲစီကပြောချင်တာအဲ့လိုလူငယ်လက်ဆောင်ထက်နီးပြရင်လည်းဆိုရင်အဲ့လောက်ထိအဆင်မပြေဘူးဆိုတာပြောချင်တာဘူးဒီအမွေးတက်တယ်လို့ဖြစ်သွားအရင်တော့လည်းကျွန်တော်တို့အဲ့လိုလူငယ်လက်ဆောင်ထက်နီးပြရင်ခက်အပ်ခဲ့ဘူးပါတယ်ချဲစီတမိုင်းမှာနီးပြအောင်ရှိခဲ့ဘူးတဲ့တော့ Villas Boas ကိုမှတ်မိတဲ့သူတွေမှတ်မိလိမ့်မယ် Boas ကလည်း တခိတခါတော့ကပေါ်တိုမှာဒုတိယမော်ရင်ယိုဖြစ်လာမယ်ဆိုပြီးတော့နာမည်ကြီးခဲ့တာဘိုးစ်ချယ်ဆီကိုရောက်တဲ့အချိန်မှာဘာဖြစ်တော့ဘာမှမဖြစ်ဘူးအဲ့တော့ချယ်ဆီဒီအောင်မြင်တဲ့နီးပြတွေကိုပြန်ကြည့်ကြည့်လိုက်ကျွန်တော်ကာလိုအန်စလော့တီသောမတ်စ်တူခဲပါထည့်လို့ရရဗျမော်ရင်ယိုတို့အရှည်သွေးမျိုးစုံရှိတဲ့သူတွေအနေထားမျိုးစုံရှိတဲ့သူတွေမော်ရင်ယိုတို့ဆိုရင်လူငယ်နီးပြဘဝလက်ဆောင်ထက်နေတဲ့သူဘဝကနေချယ်ဆီကိုအောင်မြင်ဆန်းဆောင်ပေးနိုင်တယ်ကာလိုတို့ဆိုအတွေ့အကြုံရှိတဲ့နီးပြအဖြစ်ကနေချယ်ဆီအောင်မြင်ဆန်းဆောင်နိုင်တယ်အဲ့တော့ပြောချင်တာနီးပြတရအောင်မြင်မှုယူမဲ့နေရာမှာဟိုစံနှုန်းသတ်မှတ်ချက်မရှိဘူးဗျာ သူပေါ့ long term မကလို့ short term ပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်တချို့နီးပြားတွေကဒီအသင်းနဲ့ကီးကြိုက်သွားတဲ့သူကကီးကိုကြိုက်တာဒီနေ့ရာဒီ Hansi Flick ဆိုလဲ Barcelona ဒီလောက်ရွေရွေးမှုတွေများနေတာအဆင်ပြေသွားတာပဲအဲ့တော့ကျွန်တော်တွေကပုံသင်နီးထားပြီးတော့ project manager မှအဲ့လိုလူငယ်လက်ဆောင်ထက်နီးပြား modern နီးပြားတွေကျွမ်းကျင်တဲ့နီးပြားကိုခေါ်မရဲလို့တတ်မှတ်လို့မရဘူးအဲ့တော့ Anzo Mares ကဒီဒီတရားဒီလဲကြည့်အောင်ねကျွန်တော်ကတော့အဖြေပေါ်တယ်လို့ထင်တယ်ရရှိမှာလဲအောင်မြင်မှုအတွက်သိပ်ပြီးတော့လမ်းမမြင်โอเคအဲ့တော့ န်ဒိုမာရက်စကာကိုထုတ်ပယ်ဖို့ဆိုရင်ကျွန်တော်တွေပတ်စံနေပေးရဖို့ရှိတယ်သူ့ချက်သီးတင်ကတစ်နှစ်ကိုပေါင်၄.၂တန်ပေးရတယ်၄.၂တန်ဆိုတာ၄၂သိန်းပေါ့ဗျာတစ်လောက်ကိုသူက၃သိန်းခွဲရတယ်ဆိုတဲ့သဘောမျိုးပဲသူ့ကိုခေါ်ဦးစဉ်အချိန်ကာလတုန်းကလက်စတာစီးတီးကိုကျွန်တော်တွေက ပေါင်ရှစ်တန်းရောကြီးပေးလိုက်ရသည်၅နှစ်စာချုပ်ချုပ်ထားတယ်ဒီနှစ်ဘောလုံးရသည်ပြီးမယ်ဆိုရင်၄နှစ်စာချုပ်ကျန်မယ်ကဲဟုတ်ပြီအဲ့ဒါဆိုငါဒီကောင်ကိုထုတ်မယ်ဆိုရင်အလကားတော့ထုတ်လို့မရဘူးအဲ့ဒီ၄နှစ်စာအမောက်ပမာဏကိုချယ်ဆီကရောကြီးအနေနဲ့ပေးရလိမ့်မယ်ဒီလိုပေးချင်တဲ့နေရာမှာလဲမာရက်စကာချယ်ဆီကိုရောက်စဉ်အချိန်ကာလတုန်းကသူတို့ကြားထဲမှာနှစ်ဦးသဘောတူထည့်သွင်းချုပ်ဆိုထားတဲ့တချို့အချက်လက်တွေနဲ့တော့ပေးချေရမယ်ရောကြီးပေးရမယ်အမောက်ပမာဏနဲတာများတာတော့ဖြစ်သွားလိမ့်မယ်ထားပါတော့124ဝင်ခွင့်မရဘူးဆိုရင်တော့ငါမင်းကိုထုတ်ပေးခဲ့ရင်၄နှစ်စာအတွက်ဘလောက် 126ဝင်ခွင့်မရဘူးဆိုရင်တော့ဘလောက်စသဖြင့်ပေါ့လေဒါမှမဟုတ်လေနောက်နှစ်ဘောလုံးရသည်မှာမှ124ဝင်ခွင့်မရဘူး126ဝင်ခွင့်မရဘူးဆိုရင်လည်းဘလောက် percentage ရှိဂျော်နေသွားမယ်စသဖြင့်အသေးစိတ်အချက်လက်တွေပါကောင်းပါနိုင်ပါတယ်ဒီလိုဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်ဟိုတစ်နှစ်ပေါင်၄သမ2တန်း အမြောက်လေးကိုထွက်လာမဲ့အမောက်ပမာဏထက်ရောနေတာလည်းဖြစ်ရင်ဖြစ်မယ်အဲ့လောက်အမောက်ပမာဏနဲ့နီးစပ်သွားတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ထပါတော့ဗျာကျွန်တော်လေးတန်းပေးရတယ်လေးနှစ်ကြံမယ်ပေါင်ဆက်6တန်းပေးရမယ်ပေါင်ဆက်6တန်းဆိုတဲ့အမောက်ပမာဏချက်စီးလို့အသင်းမျိုးအဖို့မာရက်စကာကိုရောကြီးပေးပြီးထုတ်လို့ရပါတယ်ဒါပေမဲ့နောက်ထပ်ခုံမဲ့နီးပြချက်စီးကိုကင်တွယ်ဖို့အသင့်ဖြစ်သလားမဖြစ်သလားဘယ်နီးပြတွေကတင့်တော်မလဲမတင့်တော်မလဲစဉ်းစားဖို့ရှိနေသေးတယ်တကယ်လို့ကလပ်သင်းမှာရေရှည်ဆက်ရှိနေမဲ့ရောကြီးအများကြီးထည့်ထားတဲ့နီးပြဆိုရင်ချက်စီးက ထက်ကုံအားဖို့ရှိနေသေးတယ်။အဲ့ဒီအတွက်ကြောင့်နီးပြတယောက်ခုံခန့်အပ်ဖို့ဆိုတာလွယ်လင်းတကူမဆုံးဖြတ်သင့်ဘူး။တေချာလေးခေါင်းအေးထားပြီးတော့ဒီနီးပြရဲ့အနေထားတွေဖြစ်လာနိုင်တဲ့အခြေအနေတွေကိုခေါင်းချင်းဆိုင်ပြီးဆွေးနွေးသုံးသပ်မှသာဖြစ်ပါလိမ့်မယ်။အခုတော့ကျွန်တော်ရဲ့စုပ်လဲစူးစားလဲယူတဲ့ဘဝပေါ့နော်။မာရက်စကာကိုထုတ်ပယ်မယ်ဆိုရင်မှန်တယ်ကျွန်တော်ပေါင်16တန်းလောက်ပဲသူ့ရောကြီးပေးရမယ်။ဒါပေမဲ့ပြန်ခေါ်မဲ့နီးပြတယောက်အတွက်စိန်ခေါ်မှုတွေအများကြီးကြီးမားနေပါတယ်။ဒါပေမဲ့လည်းမာရက်စကာကိုထုတ်ပယ်ခြင်းကတော့ Chelsea အတွက်ပို့ပြီးတော့ လမ်းကြောင်းမှန်တစ်ခုပေါ်ရောက်နိုင်ပါကြောင်းသုံးသပ်ဆွေးနွေးနေပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုနားခွင့်ပြုပါခင်ဗျာကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်